Hello မင်္ဂလာဆက်အားလုံးမင်္ဂလာပါဒီနေ့ကဆန်ဒီပေါ့နော်ဆန်ဒီမှာဆိုတော့ကျွန်တော်တို့ပေါ့နော်စာရေးအများကြီးကြည့်ရမှာလေခေါင်းကိုက်လေဆိုရင်ကျွန်တော်အခုပြသေးသည်စကားပြောတော့တုံးတဲ့ကပေါ့နော်ပတ်တနာကိုကျွန်တော်လေ့လာကြည့်အောင်ပြနေတယ်ပေါ့နော်ကျွန်တော်ပြပြကြားတိုင်းကိုကျွန်တော်ဆက်သွားမယ်ဒီနေ့ကကြတော့ချောဒူချောဒူဆိုတာကျွန်တော်နောက်လာကြလို့ရှင်ရေဘူးမီဘူးတွေတတ်မယ်ငကူတဲ့ရလှဆင်ဂျပန်ကောင်စလုံးတတ်နေတယ်အခုနောက်နောက်လာကြလို့ရှင်ရေဘူးမီဘူးတွေတတ်မယ်ဆိုရင်ခုမှမဆိုရင် အာပတ်စံညီကုန်းလိုက်တာပါခင်ဗျာဖြစ်လို့ရှိရင်ကောင်းလိုက်လိုက်တာတွေးတူလိုက်တာဖြစ်တယ်ပေါ့အခုချက်ပါမှာလည်းအဲ့ဒီစကားလုံးလေးရှိတယ်ပါလဲဆိုအတမကအီတိုင်ယောဆိုကိုကပုံမှန်ကောင်းကိုက်တယ်မကောင်းဖြစ်ချင်တယ်မှာတော့လည်းမဟုတ်ပဲနဲ့တခုပတ်စံလေးစားပြီးမှလည်းအဲ့ဒီလောက်ဆရာဒီများလို့တွေးတူချင်တယ်ကောအောင်ကချင်တဲ့ညီသားမလည်းတောင်းရရဆိုတဲ့စာကြောင်းလေးပေါ့နော်။ခင်ဗျာဆိုတော့ကျွန်တော်တို့အပါဆက်ချီချီအောင်အတမကအစ်တိုင်းဆိုဘယ်လိုမြင်ရမှာတောင်းလဲဆိုတော့ဒီမှာဆိုရင်အင်းနေပြီနဲ့ပြောနေတာပေါ့နော်။ဒီစံပြီးစံမတ်တာ 電気代が上がるの。うん、給料は上がらないのに頭が痛いよ。病むせの。あぐらしい自分に対してね、こっちでさじゃあれ、電気代の。はい、タうん。たで。あれ、二部はだおめで上がるのさ。絶対おめる表示なの。うん、給料は上がらないのに、ラザーじゃおまとうの。ラザーまとう。でめ、 အတမကလာစားကမတူရတော့မှထိုင်ပြီးပါလေရေပုံးပြီးတော့တက်နေရပါတော့ရအောင်ပြောချင်မှာဆိုတော့အတမကအတိုင်ရောခေါင်းခိုင်းလိုက်တာနော်ဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးတော့ဒီနေ့ပြီးမှမိုးစုကအာဂျူကနာနော်နီဥစကိုဝမိုင်းနီချီဒေမူပကာလီစတေဆိုလေဘကဆိုလေဘအတမကအတိုင်ですねနောက်နေဆိုဆာမီဝဲရောက်တော့မယ်ဆိုတာတော့ခလီကပေါ့နော်တာကနေ့တိုင်းဂိမ်းပဲလုပ်နေတယ်ပေါ့နော် အကလီစတေတေးဆိုတာကြောင့်ဟိုသူချားလူကိုပြန်ပြောနေတယ်ကြောင့်လုံနေတာကြီးပဲပေါ့နော်ဘလိုလုံးကြီးကောင်းမလဲဆိုရင်လုံနေတာကြီးပဲဆိုတော့တိတ်တိတ်ဆိုပြီးတောက်ထားတယ်ပေါ့နော်ဆိုလေကအတမိုင်းခိုင်ですねဒါတော့ကောင်းကိုက်ဆရာပဲနော်ပြောဆိုခိုင်တယ်ဆိုရင်မတော့နေပေါ့နော်ဒီတော့အေးဆန်နေပြီဆန်မှာဘူးချောကခေါင်းရှိပြောယောင်းတဲ့အခုယောနီတဲ့အာနေပါလေဒီသူရဲ့ဘူးချောကဒီဆိုင်ရဲ့ဆိုင်ရဲ့ဒီကိုဒီဆိုင်ရဲ့ဒီကိုပေါ့နော်ဖတ်တာလို့ပြောနေပေါ့နော်ဖတ်တာယောင်းတဲ့အခုယောနီ နော်ဖတ်ထားလို့ဆိုပဲဖတ်ထားအောင်မလို့စဉ်းပြဆွေးနွေးရမှာတော့နေတဲ့ဆိုတာစဉ်းပြညွှတ်ပြပြရေပေါ့နော်အဲဇမ်ဘူအေကောဟမ်အကောင်လုံးအင်္ဂလိပ်လားအတမအီတာကိုနာလီဆိုအကောင်ကိုင်းလားကောင်ကိုင်းလားပေါ့ဖတ်ရင်လည်းကောင်ကိုင်းလားပေါ့ပဲပေါ့နော်အဲ့မှာအတမကအီတာကိုနာလီဆိုဆိုတော့ပြောထားတယ်အဲ့ဆိုတော့ဒီနေ့ဒီနေ့ပတ်တယ်ဒီဒါပေါ့နော်ဒီခုနဲ့ပတ်သက်ပြီးအာတောင်းခုနဲ့ပတ်သက်ပြီးနားလည်မယ်လို့ချင်တယ်ကျွန်တော်အောက်ကဟာလေးစက်ကြည့်ကြည့်အောင် ဒီခါကျတော့အတမရအီတာလီဆိုတဲ့ဒီပတ်သက်ပုံစံပြေမှာကျွန်တော်ဘာဘာပါပါလဲဆိုတော့တို့အိုမို့တို့ဆိုတဲ့ပေါင်းလေးပါတွေးပါလာတယ်ပေါ့နော်။သူကအဲဘလူငယ်မှာတောင်းလဲဆိုကြည့်ကြည့်အောင်ခွန်နဂျောတိုင်ကအရှိပါလာခုစုစုခုနောကတို့အိုမို့တို့အတမကအီတာလီရောသူတို့မျိုးအချင်းကြီးပေါ့နော်ရှိပါလာခုဆိုအတော်တန်ကြစုစုခုနောကဆိုတာဆက်ပြီးတွားနိုင်မယ်။ဒါဆက်ဆက်ပြီးတွားနိုင်မယ်ပေါ့နော်။အဲ့လိုသူအဲ့လိုတွေးထားဆက်ပြီးတွားနိုင်မယ်အနေထားပေါ့နော်။အဲ့လိုမျိုးဆက်ပြီးတွားနိုင်မယ်လို့ ွေးလိုက်တာနဲ့သူ့အုံမို့သူ့စဉ်းစားလိုက်တာနဲ့ဒီချင်းဒီတိုင်းတို့မျိုးပဲဆက်သွားမယ်လို့တွေးလိုက်တာနဲ့ခေါင်းကိုက်လာတယ်။ပြီးတော့ရှောကနာရီရောမီလန်မရှိဘူးကိုဘုံကချေရှင်းလို့မရဘူးဆိုတဲ့သဘောပြောက်ပြောတာပေါ့နော်။ရှောကနာရီရောအခုအကြောဒီခါကကြောနာနီနာနီကိုခန်းနိုင်ရလို့အထမကအစ်တိုင်းဆိုရပတ်တန်ဖောင်းနဲ့ဒူနာကခုခုကိုစဉ်းစားလိုက်မယ်ဆိုရင်ဆိုရမြန်မာတော့နေပေါ့နော်။ ခုံခုံနခုတူခံကြရူတို့အတမကိတရောဒီနောက်ဖြစ်မဲ့ကိစ္စကိုစဉ်းစားလိုက်တာနဲ့ခေါင်းကိုက်လာတယ်နော်ဟိုသားကျတော့ဘယ်လိုမျိုးပဲသွားနိုင်မယ်ဆိုရင်တော့ဆိုပြီးတော့တို့အမို့တို့အမျိုးသွားနိုင်မယ်ဆိုရင်တော့သူ့အထင်တိုင်းဆိုရင်သွားနိုင်မယ်သွားနိုင်မယ်အထင်တိုင်းဆိုရင်တော့ခေါင်းကိုက်လာဒါကျတော့တခုခုကိုကိုယ့်ရဲ့အနာခက်အတွက်ကိုယ့်ရဲ့မိသားစုအတွက်ကိုယ့်အတွက်စဉ်းစားလိုက်တာနဲ့တခုခုရေချက်ချက်ရှိစဉ်းစားလိုက်တာနဲ့ဆိုမြန်မာတော့နေပေါ့နော်ဟိုခံကြရူတို့ဆိုတဲ့စနေ ဟုတのတယ်နော်ဒါပြတာကဲဆိုရင်ကျောငまた電気代が上がるのうん。給料は上がらないのに頭が痛いよ。もうすぐ受験なのに息子は毎日ゲームばかりしてて、それは頭痛いですね。部長がこの資料読んでおくようにって、え、全部英語頭が痛くなりそう。 こんな状態がしばらく続くのかと思うと頭が痛いよ。しょうがないよ。今後のことを考えると頭が痛いよ。そうですね。はい。いや、それじゃあ、見てか。23円、バタリとチチヨ危なかった。危なかった、そう、あじゃあ、エネシティエロ、さん、大変バタリアン、や、そのデ、ディニ、ディニじゃク,ク、クソにも、あ、ドバデあ、よかった、ドバデつね、今ね、危なかった、ご、どね。いや、それじゃあど、ど ောက်ကပတ်သက်တဲ့ကြည့်ရမယ်ဒီခါကျတော့အချိန်ပါပေါ့နော်အချိန်နဲ့ပတ်သက်ပြီးတော့တုံထားတဲ့ဟာလေးပေါ့နော်အာဂနာခတာအာပါလေတော်လေးတဲ့ပေါ့နော်ပါလေအန်ရရှိနေတဲ့အစင်ချီကိုကူဆူလကာတော့အမတရောသူကသူနောက်ကြမယ်လို့သူကစဉ်းစားလိုက်တယ်ပေါ့နော်အဲ့ဒါကိုသူကအမြင်လာလိုက်တယ်ပေါ့မိသွားတယ်ဒါပေမဲ့ဟိုပါလေမိရောလေးမိသွားတယ်ပေါ့နော်ပြောလို့ဆိုတော့နောက်နောက်ကြဖြစ်ခဲ့ပေါ့နော်အာသူစိတ်ထိန်မှာတော့အာတော်သေးတယ်ပေါ့ဒီပုံစံပြောတာပေါ့နော်ဂီရီကီလီမာနီအတာနဲ့ဂီရီကီလီဆိုတာကြောင့် ။အတော့ချင်ဆိုဟိုပါလေကွက်တီပေါ့ပြောကွက်တီချရတော့မဟုတ်ဘူးဒါပေမဲ့ဒီပြည်ကံကြီးမှာမိသွားတယ်ပေါ့ပြောမှဆိုရင်9နာရီမှာရုံတက်ချိန်ဆိုရင်7:59မိနစ်8:58မိနစ်မှာရုံကမိရောက်လာနိုင်တယ်ပေါ့အဲ့လိုညင်မှာဒီဒီကီလီကိုတောင်းနေပေါ့နော်။မာနီယာတက်မိသွားတယ်ပြီးလို့ရှိရင်ဒီပန်ဒီပန်ကချောဒိုလခုကျူတက်အတူ1တန်နဲ့ဖူဂေါကာကူတတ်တာရောကွက်တီအမှတ်60နောက်တက်မှတ်နေဆိုရင် ကြပြီပေါ့နော်မအောင်တော့ဘူးပေါ့အာဘူးနာခတ်တန်နေอืมတော်တော်လေးဒါအမြင်များရေပေါ့နော်တော်ပါသေးတယ်ငယ်မတော်ပြီးတော့အခုစိုင်းကောဝအနာခတ်တန်နေอืมမကေရူကာတော့မတော်ရနောက်ဆုံးတော့တော်တော်လေးမလွယ်ဘူးနော်အမြင်ရှိအမြင်ဟောဖြစ်သွားရေပေါ့နော်အမြင်ရှိတဲ့ကြားမယ်လို့ထင်နေရပုံစံဟွန်းမခေရူကာတော့အမောတယောရှောင်းမယ်လို့တွေးထားတာပေါ့နော်အဲ့ဒါကမှရှောင်းဘူးနိုင်သွားတယ်ပေါ့နော်အဲ့ဒီပုံစံ နောက်တစ်ခုနောက်တစ်ခုကျအာနာခတ်တဲ့ပတ်တဲ့ဟောင်းနဲ့တုတ်ကိုဆိုတဲ့ပတ်ပတ်တဲ့ဟောင်းတုံထားဒီမှာတုတ်ကိုဆိုတာဘာသေးပဲလဲဆိုတော့တုတ်ကိုတော့တတာဆိုအဲ့ဒီအနေထားပေါ့နော်အဲ့ဒီပုံစံဒါပေမဲ့ဂျပန်ကြီးစကားပြောလို့ရှိရင်တုတ်ကိုတော့မှဘရိုကိုဖြောက်ပြီးတော့တုတ်ကိုတတာဆိုတော့ဒါကစကားရတော်များရေပေါ့နော်ဒါလေးကလည်းမှတ်ထားသင့်တယ်ပေါ့နော်အာနာခတ်တာမော်စကိုရှိတဲ့ခူရီမာနီခီကလေးလူတုတ်ကိုတတာနောက်ဆိုအနေများရေတော့ပါသေးရဲ့နောက်နေဆိုရင်ကားကားနဲ့ပေါ်တိုက်တာခံရတော့မယ်ပေါ့ဆိုတော့ဒီနေရာမှာ 車に引かれるところだったん、いろいろやる、たいまいろ、けどみろ、車に引かれるとこ,ろだ,っるところだった、そういうと、はい、この、ちゃんと見ないと、てちゃめちぶそうに、あとは、じゃあ、危なかったと、そうなったんだ、ね、さっき、部長の悪口、書いたメールを部長に送りそうになったよ。え、危なかったね。かなが、部長はの、マディマネジャーへ、あてん悪口さ、あてんもの、あてんご、 အသိပြောထားတဲ့ဟာကိုရေးထားတဲ့မေးကိုပေါ့နော်ဘူးချော်ကိုမန်နေဂျာကိုပို့ပြီးသလိုဖြစ်သွားမလို့ပဲပေါ့နော်အဲလိုအေးအာဘူငါခါတာအဲ့ဒီရှိတယ်နော်ဣဒါကြီးဟာဆွေးနွေးမှာတုံးနေပေါ့နော်ခင်ဗျာဆိုရင်ကျွန်တော်ဒီအောက်နဲ့ခလာပတ်သက်ပြီးတော့ကျွန်တော်တို့တစ်ခါပေါ့ကနေဖတ်ရှားကြည့်ကြအောင်နော်ဒါတစ်ခါဖတ်ရှားကြည့်ရအဖြစ်အာကိုကလည်းစာကြောပတ်တံပေါ်စက်မိသွားတယ်ဘလို့တော့ညမှာလည်းတော်တော်များသိသွားရေပေါ့နော်ဟိုက်အာဘူငါခါတာချီကိုကိုဆူရကတော့မတ ాయ ဂီရီကီရီမာနီယတ်တာနေ ちょうど60点。あと1点ね、不合格だったよ。危なかったね。最後は危なかったね。うん、負けるかと思ったよ。危なかった。もう少しで車に行かれるとこだった。ちゃんと見ないと。さっき部長の悪口書いたメールを部長に送りそうになったよ。え、危なかったね。けや、それ皆さん、ちょディレイマーティングよ。バスにパタンファンボデンのクーベ、ロトアデ、ソロアディパタンファンのクーベとかで、ピエン。 နားလေးအောင်မှတ်မယ်ဥတော့ထဲထဲမယ်ပြီးလို့ရှိရင်လည်းအပြင်လက်တွေ့ဘဝမှာလည်းပါဇက်ကနေထောက်ပြီးတော့တုံးကြည့်မယ်နော်ဘလောက်ပဲစာလက်လုံးထောက်လက်တွေ့ဘဝမှာပါဇက်ကနေပြန်ထောက်တုံးကြည့်လို့ဆိုရင်စာမှတ်ထားရခလုံးကတော့မချဘူးဆိုရင်ကျွန်တော်ပြန်ပြီးသွားလိမ့်မယ်ဆိုတော့ပြန်တုံးကြည့်ဖို့တိုက်တုံးချင်ပါလေကြာမှတ်တာနေ